်ပါ။အေးမာ။နေတာပါ။နေတာပါကျမ။ဟုတ်ပြီမာ။ကျေးဇူးပါတော့ပါ။မကရုံချစ်လိုက်တာမကရုံတခါမှမမြင်ဘူးမကရုံတခါမှမမြင်ဘူးခုမှပဲကိုတွေးလွတ်တဲ့အပြင်မှာမြင်ဘူးရတော့တယ်မခရဲ့ချစ်လိုက်တာမခအားပေးတယ်နော် အဲ့ဒါကိုလည်းမနေ့ကကျွန်တော်အေးဝမ်းနေပါနဲ့ဘာမှမဖြစ်ဘူးနော်။အဲ့ဒါအားပေးရတယ်။ဒီတော့အဲ့ ပါခေါ်တာပါတယ်နမလေးရုပ်စင်ရုံကြီးမှာနမလေးမှာထိခိုက်ထန်ရာရတဲ့သူတွေအခုလောလောဆယ်စိတ်ုံတက်နေတဲ့သူတွေပေါ့ဒါအယောက်ရေ130ပေါ့အဲ့ဒါကိုလူနာတွေကို တူကိုသိန်း20အမလူတက်မှုပြုမှာပါရှင်ဟုတ်ကိုကခန္ဓာတင်းတင်းကလေးပူတာသူတို့ကအမြဲတမ်းအိမ်နဲ့ယာနဲ့နေနေတဲ့သူတွေအကုန်လုံးကလေရိတ်ထဲမှာလာကိုအိမ်နဲ့တိုက်နေနေတဲ့သူတွေအကုန်လုံးကအခုဆိုလို့ရှိရင်တောကမီတွေပရိဒေဝမီတွေလောင်ကျွမ်းနေပြီးတော့ဟိုလမ်းမှာမှာလမ်းမှာ အိမ်လမ်းမှာစားရတဲ့ဘောကဟုတ်လားအဓိက အိမ်သာရေချိုးခန်းကအဆလာအဆင်မပြေတော့ဘူးလေအများနဲ့တော့ရတယ်ပြီးတဲ့ခါကျတော့အဆင်မပြေဘူးကိုယ့်အိမ်မှာလို့ဘလို့မှအဆင်မပြေနဲ့အိတ်တာကအဆလမ်းမိတ်မှာပဲအိတ်ရတယ်ဖျားခင်းပြီးအိတ်ရတယ်ပူတဲ့အမတို့ဆိုလို့ရှိရင်လမ်းလမ်းမဆိုတာညဘက်ဆိုအုပ်ပူပြန်တယ်လေအာဘလို့မအိတ်နိုင်ဘူးဒါပေမဲ့အဲ့အချိန်မှာပဲအဲ့ပုံမှာပဲကြောခင်းပြီးအိတ်ချရတယ်ဆိုတော့အမတို့ပူတဲ့အပူတွေကတရင်ကပါအဲ့ဒါကြောင့်တို့စီမှာအခုလိုမျိုးလာလို့တဲ့အချိန်မှာဆိုလို့ရှိရင်ရာသီဥတုအရန်ပြင့်တယ်ဒါပေမဲ့ကို့အပူတွေကမရှိတော့ဘူးကို့ အပူကတင်ငါပဲလေသူတို့ဆိုလို့ရှိရင်ဘယ်နှလောက်ထိကြာကြာနေရမလဲဆိုတာမသိဘူးအဲ့တော့အပူတွေအကောင်လုံးကရှင်နှမ်းမှာမရှိဘူးအဲ့တော့သူတို့အပူနဲ့ဆိုင်အမအပူကဘာမှမရှိပါဘူးမနေ့ကစကိုင်းသွားပြီဆိုတော့မန်လေးရဲ့လူတွေကလည်းပြောတယ်မန်လေးမှာရှိပြည့်တက်ကအမရဲ့အမခံပြည့်တက်တွေများတယ်အိုးငငယ်တွေကမင်းသမီးစားလို့ခရေကဟာတကြံနေဆိုလည်းအမမန်လေးလာများမန်လေးကိုပျော်တယ်ပို့ပျော်တယ်ပို့ချစ်တယ်ဘာလို့ဆိုတော့မန်လေးမှာဆိုလို့ရှိရင် တကြံဆိုလို့ရှိရင်လည်းဒါမန်လေးကတကယ်ကိုစင်နေဟိုအများဆုံးအလုပ်တယ်ပြည့်တက် မင်းသားမင်းသမီးတွေအလူပညာရှင်တွေအကုန်လုံးများများခေါ်တယ်ပြီးလို့ရှိရင်ပြည်သက်မင်းသားမင်းသမီးတွေပေါ်ထွက်လိုက်ပြီဆိုတော့ဘယ်သူပဲဖြစ်ဖြစ်ပြည်သက်ကအရန်အားပေးတာအာအောက်ကနေတခန်းနဲ့အားပေးကြတာမန္တလေးပြည်သက်ကတိတ်ချဖို့ကောင်းအဲဒါကြောင့်မန္တလေးကဟာပေါ့နော်ဖြစ်သွားတဲ့ကောင်အပေါ်မှာတကယ်ကိုစိတ်မကောင်းဘူးအဲ့တော့အဲ့အတွက်ကြောင့်မလို့မန္တလေးကိုဆိုလို့ရှိရင်လည်းအမလာမှာဆုံးဖြတ်ပေးတာအဲပြီးလို့ရှိရင်နေပြည်တော်ဘက်လည်းသွားအောင်မှာဆိုတဲ့အခါကျတော့ဒါမနေ့ကစကိုင်းသွားတဲ့အခါကျတော့မန္တလေးပြည်သက်တွေမျောနေတဲ့အခါကျတော့ဒါမရောက်ရအောင်လာပေးတာပေါ့နော်ဟုတ်အော်ဒီတိုင်းလူလိုက်ရင်လည်းရတယ်ဒါပေမဲ့သူတို့လိုနေတာ ဝေကြီးထက်လည်းစိတ်ခွန်အားရလိုတယ်လေအကုန်လုံးကစိတ်ထိခက်တန်ရာနေရနေကြတာ အာအကောင်လုံးကအခုအမလှူခဲ့တဲ့သူတွေဆိုလည်းယူတာပတ်စံယူတာယူတာတပိုင်းပဲအကောင်လုံးရဲ့မျက်လုံးတွေမှာအရန်အားငယ်ကြောက်ရွံ့နေတဲ့မျက်လုံးတွေပေါ်တယ်ပြီးတော့ဒီလိုမျိုးကြီးပြားကြီးမှာဒီလိုမျိုးငလျင်တန်ခံရမလိမ့်မယ်လို့လည်းဘယ်သူမှမထင်တော့ဘူးလေဒီလောက်ထိလည်းငယ်လင်းတန်ဆိုဘယ်သူမှကြုံဘူးမှာမဟုတ်ဘူးဟိုနေစစအမေကြီးတရားဆိုရင်သက်80ကျော်မှဒီလိုမျိုးငလျင်တန်ကိုကြုံရတာလို့ပြောတယ်ဆိုတော့ဘယ်သူမှလည်းဒီလိုဖြစ်မယ်လို့မထင်တော့ဘူးအုံမဲ့အိမ်မဲ့တွေကုန်ဖြစ်သွားငွေကြေးချမ်းသာတဲ့သူတွေလည်းအုံမဲ့အိမ်မဲ့ဖြစ်သွားတယ်ဆိုတဲ့အခါကျတော့တရားလည်းတော်တော်ရကြ တ်ဖို့ကောင်းပါတယ်ပြီးတော့အမလည်းကိုမိသားစုဖြစ်တယ်လို့ပဲကိုချင်းစားတယ်ခံစားရတယ်အဲ့ဒီအတွက်ကြောင့်မလို့တို့လိုနေတာငွေထက်မြစ်တာလိုနေတာနောက်ပြီးခွန်အားတွေလိုနေတာပြီးတဲ့အခါကျတော့တို့တွေအကုန်လုံးပေါ့နော်ဟိုကြောင်းညွတ်ကြောင်းညွတ်နေတဲ့ဒီလိုမျိုးစိတ်တွေအကုန်လုံးတဏှာလေးပဲဖြစ်ဖြစ်ပဲဖြတ်လို့ရအောင်အမသာပြုတ်အမှုချောက်ချင်းစီကိုနှွေထွေးစွာနဲ့ဆက်ဆံပေးတာပါရှင်ဟုတ်